တာလေဟိုမင်းတို့ခန္ဓာကိုယ်မှာရှိတဲ့မင်းတို့မျက်နှာမှာရှိတဲ့အဲမင်းတို့ရဲ့ထူးခြားတဲ့လေတွေကိုအထူးပြုပြီးဆွဲတဲ့ပုံကိုခင်နိုင်အနေနဲ့အားလေဒီကားမှာသူတချို့ဇညုံးတွေရအစပေါ့နော်သူစိတ်ကြိုက်တယ်အကုန်လုံးအောင်လုပ်တယ်ပြီးတော့ကျွန်တော်တို့ကိုလည်းเออကျွန်တော်တို့ဘာမှ ਉਹ ပေါ့เนาะဟောကျွန်တော်တို့ဝင်ရောက်ဆွေးနွေးเสียမလို့အောင်ကိုပြည့်စုံခဲ့တယ်ပေါ့ဒီသားလေးอ่ะသူ့နှလုံးသားထဲမှာမင်းတို့ညီကိုတုံးကစစ်စီဟာကောင်းနေလို့ထင်လို့ဒီလိုပုံလေးဆွဲတာပါခွာဟုတ်တယ်မလားမဟုတ်ပါဘူး live drama တွေဆိုတာကအမှုပညာလောကကိုဒီလိုမျိုးနှစ်20ကျော်30လောက်ဖြတ်သန်းထားတဲ့လူတယောက်အနေနဲ့ဒါမခဲယဉ်မှုဆိုပေမဲ့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေကိုမိအောင်ပေါ့နော်။ကင်တွင်နိုင်ဖို့ဆိုတာတုံနယ်အောင်ဒရိုက်တင်တုံနယ်အောင်တွေ့ကြုံနေမရဘူးပေါ့နော်။အကြီးအကိုနဲ့တော့မပတ်သက်မိစေ။သူတင်လိုက်သူတို့တုံးနေအောင်ချစ်တယ်ညီမလေးကိုညှက်ဆောင်နေတော့မထုံမိစေ။တရုပ်ဆောင်တယောက်စီတယောက်စီတိုင်းရဲ့ character ကိုလည်းအဲသူလမ်းကြောင်းခင်းပေးနိုင်တာတွေ့ရတယ်ပေါ့နော်။ဆိုတော့ဒါလေးစားမဲ့လူပညာရှင်တယောက်လုံးမြင်ပါလား။ တော်တော်ညီပါခမားပြောသလိုကြွားမလားဟာစေတနာနဲ့ပြောနေတာခမားကိုစကားလူလိုပြောနေတာနော်ဟုတ်ပါကဲပရိသတ်ရဲ့ဆန္ဒတွေကဟိုတခြားတဲ့ပြင်နေတဲ့နေ့တနေ့ကတော့ဒါစူးစမ်းနေသေးရောတနေ့တည်းတစ်ချိန်ချိန်မှာတော့ရှိလာမှာပေါ့ဟိုတနေ့မဟုတ်တနေ့တကားမဟုတ်တကားတော့စုံမှာပါကျွန်တော်တို့လည်းအဲ့လိုပဲမြင်ပါတယ်တကားမဟုတ်တကားပေါ့ဟုတ်တကားမဟုတ်တကားတော့ရအောင်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 ပါပေါ့ဟုတ်တယ်ဒီအောင်ရမဇာကာလေးကတော့ဒါ ဟိုပါဗောနော် live drama ဗော live drama ဆိုပေမဲ့လည်းဂျာတာဆုံးဖြုတ်ရှင်တကားလို့တော့ပြောလို့ရပါတယ်ဒီတကားထဲမှာတော့ဒီငိမ့်ကိုဆိုတဲ့ character အနေနဲ့ပါဝင်ပြီးတရားဆောင်တာဗောဒီထဲမှာတော့ပကြီးရဲတဲ့တပ်ပုံရိုက်တဲ့ဆိုတဲ့ character မျိုးကိုလောက်ရတာဟုတ်ကဲ့အဓိကတော့ဒီဇလန်းလေးကအာဘယ်လိုပြောရမလဲဆိုတော့လေအဲသူရုပ်လှုပ်ချင်တဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်လို့သူအိမ်မက်လည်းတစ်ခုလည်းဖြစ်တယ်လို့မြင်တယ်လေအဲဆိုတော့ဒါသူလုပ်ပြခွင့်ရှိတဲ့ အချိန်မှာသူအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ကျွန်တော်တို့ကလည်းအကောင်းဆုံးဖြစ်အောင်ဒီကားလေးမှာ character role တစ်ခုအနေနဲ့ပါဝင်ပြီးတော့အဖြစ်ပေးထားပါတယ်ခင်ဗျာဟုတ်တယ်ဗျာဘာလို့ဆိုတော့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေကဇက်ကောင်တစ်ခုချင်းတစ်ခုချင်းစီကစိတ်ဝင်စားစရာကောင်းတယ်အဲ့တော့ပြိတ္တတည်းရဲ့ပေါ့နော်ဘယ်လိုခေါ်မလဲဆိုတော့ဒီဇလန်းလေးပုံမှာထင်မြင်ယူဆချက်ကလေးတွေရတယ်ဟိုအင်အားကောင်းတယ်လို့ပြောရမှာပေါ့နော်ဆိုတော့ဟိုတခါမှတရုတ်မဆောင်ဘူးတဲ့ ဒရက်ဆက်ကလေးတွေပါတယ်။နောက်ပြီးတော့ဟိုပေါ့နော်ကျွန်တော်တို့ဒါအမှုပညာလောကထဲမှာပဲကျွန်တော်တို့အများအားထီးထွင်နေတဲ့တရုပ်ဆောင်တွေလည်းပါတယ်လို့အဲဒီအမှုပညာကိုလုပ်ခဲ့တဲ့အချိန်တုန်းကဒီလမ်းကြောင်းတစ်ခုကိုအတူတူရှောက်လန်းခဲ့တဲ့ဟိုပြုတ်ငွေစိုးတို့ပါလို့ဆိုရင်လည်းဒါကျွန်တော်တို့ကျွန်တော်တို့ထက်ဒါဒီလောကထဲကိုစောရောက်ခဲ့တဲ့အမှုပညာရှင်တွေပေါ့နော်ဆိုတော့ဟိုဒီဟာတွေကလည်းတကြောင်းပေါ့နော်အဘိုဒီကားလေးပေါ်မှာလည်းဟိုစိတ်ဝင်စားတယ်နောက်ပြီးတော့ဒီကားလေးအဲမှာပါဝင်ရတဲ့အတွက်ကြောင့်မလို့ဒီကားလေးရဲ့ အာဒီကောင်လည်းကာလီတာဒီကားလေးရဲ့ဆွဲဆောင်မှုဟိုပိုရှိသားစီမဲလို့လည်းမြင်နေပေါ့နော်ဒါကြောင့်မလို့လည်းဒီကားလေးမှာပါဝင်ပြီးတော့သေဆောင်ဖြစ်တာပါအဓိကတော့ဟိုဒီလိုမျိုးဇန်လန်းဆက်အင်ကောင်းတဲ့အဲရုပ်ရှင်ဇာတ်ကားတကားဟိုပြိသက်ကိုကြည့်စေခြင်းနဲ့ယူရချက်ပေါ့နော်ဒါကြောင့်မလို့ဒီကားလေးကိုလည်းယူဖြစ်တာဆိုတော့ဘာဖြစ်ဖြစ်ဒီကားလေးကကျွန်တော်တို့အကုန်လုံးဝန်းဝန်းပြီးတော့စူးစမ်းထားတယ်လို့ပြောရမှာပေါ့ဒီပြီးတော့ ရုပ်ဆောင်တယ်ဆိုတဲ့အားတဲ့ပိုပိုလွန်တဲ့ရုပ်ဆောင်မှုထက်ပိုလွန်တဲ့ခံစားမှုပေါ့နော်ကျွန်တော်တို့တရားနဲ့တရားနဲ့ဒါနှလုံးသားနဲ့ထူးဆစ်ပုံဖော်ထားရလို့လည်းမြင်တယ်ကိုခင်နိုင်အနေနဲ့အားလည်းဒီကားမှာသူတချို့ဇညုံးတွေရအဆပေါ့နော်သူစိတ်ကြိုက်တယ်အကုန်လုံးအောင်လုပ်တယ်ပြီးတော့ကျွန်တော်တို့ကိုလည်းအဲကျွန်တော်တို့ဘာမှဟိုပေါ့နော်ဟောကျွန်တော်တို့ဝင်ရောက်ဆွေးနွေးစရာမလိုအောင်ကိုပြည်စုံခဲ့တယ်ပေါ့ဒီကားလေးကဆိုတော့တော်တော်လေးအဲဟိုအားရကျင်းတဲ့စရာကောင်းတဲ့ကားတစ်ကားလုံးဖြစ်ပါတယ် အဓိကကတော့လေဒီဒီဇလန်းဇက်အိမ်နဲ့ဒီဇက်ကောင်တွေကိုသူကင်တွယ်နိုင်ဒါတော်တော်လေးချီးကျူးစရာပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုး live drama တွေဆိုတာကအမှုပညာလောကကိုဒီလိုမျိုးနှစ်20ကျော်30လောက်ဖြတ်သန်းထားတဲ့လူတယောက်အနေနဲ့ဒါမခဲယဉ်မှုဆိုပေမဲ့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေကိုဒီလိုမျိုးပေါ့နော်တိတိကျကျအာကျွန်တော်တို့ဒီမိအောင်ပေါ့နော်ကင်တွယ်နိုင်ဖို့ဆိုတာတုံနိုင်အောင် grading တော်တော်အတွေ့အကြုံနဲ့မရဘူးပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်သူတော်တော်လေးဟိုကျွန်တော်တို့ကိုင်းရွယ်နိုင်တာတွေ့ရတယ်နောက်ပြီးတော့အဲတရုပ်ဆောင်တယောက်စီတယောက်စီတိုင်းရဲ့ character ကိုလည်းအဲသူလမ်းကြောင်းခင်းပေးနိုင်တာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးစားမဲ့လူပညာရှင်တယောက်လုံးမြင်ပါတယ်ဗျဟုတ်အာဆိုတော့ဟောပေါ်မျောလင်းပေးပြီလားဆိုတော့မျောလင်းချက်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့လေဟို အာကိုကပေးလိုက်တယ်ဆိုပေမဲ့လည်းကိုကိုရင်ရဲ့စိတ်ခံစားမှုမူတည်တယ်ပေါ့နော်အာသူလောက်ခဲ့တဲ့အလုပ်တစ်ခုပေါ်မှာသူဘယ်လောက်ထိစိတ်ကျဉ်းနှံမှုရှိလဲဆိုတဲ့ပုံမှာတော့မူတည်သွားမှာပါအာအဓိကတော့အာပရိသတ်ရဲ့ဆန္ဒတွေကဟိုတခြားတဲ့ပြင်နေတဲ့နေ့တည်းရတော့စူးစမ်းနေတည်းရောတနေ့တည်းတစ်ချိန်ချိန်မှာတော့ရှိလာမှာပေါ့အော်တနေ့မဟုတ်တနေ့တကားမဟုတ်တကားတော့စုံမှာပါကျွန်တော်ကအဲ့လိုပဲမြင်ပါတယ်တကားမဟုတ်တကားပေါ့ဟုတ်ကားမဟုတ်ကားရောက်ရအောင်ရောက်ရအောင်ပါဟုတ်တယ်ဟုတ်ဟုတ် ဟုတ်ကဲ့ပါဒီအောင်စီယာမွေးရှင်ဇာကားလေးကတော့ကျွန်တော်တို့ညီကိုတွေပေါ့နော်အဲနောက်တစ်ခုကကြတော့အာဒီ character တယောက်စီတယောက်စီတိုင်းရဲ့ character လေးကိုလည်းအဲပေါ်လွင်အောင်နောက်ပြီးတော့ဒီရာသမြောက်တဲ့ရုပ်ရှင်ပေါ့နော်အာနောက်ပြီးတော့ပေးခြင်းတဲ့ message လေးကလည်းကျွန်တော်တို့ထီထီမိမိနဲ့တကယ်ကိုအာမြန်မာ ရုပ်ရှင်ကားတကားထဲမှာကြည့်လို့ကောင်းတဲ့ location တွေလည်းပါတယ်လို့တခါမှမမြင်ဘူးမတွေ့ဘူးသေးတဲ့နေရာတွေမှာလည်းကျွန်တော်တို့ စ조사ပြီးတော့ဒီကားလေးကိုအတက်နိုင်ဆုံးရပ်ကူးထားကြပါတယ်အားလုံးနှလုံးသားနဲ့ထူးစစ်ပုံပေါ်ထားတဲ့ကားလေးဖြစ်တဲ့အခါကျတော့ရုံတင်တဲ့အခါမှာလာရောက်ကြည့်ရှုအားပေးဖို့တိုက်ခေါ်ပါတယ်ခင်ဗျာ